မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအဲဤကစစ်မျက်နှာဖွင့်ထားတာကကျွန်တော်တို့ဒီမကွေးဘက်ခြမ်းကိုလည်းစစ်မျက်နှာဖွင့်ထားတယ်ပဲခူးဘက်ခြမ်းကိုလည်းစစ်မျက်နှာဖွင့်ထားတယ်အေရီတိုင်းဘက်ကိုလည်းစစ်မျက်နှာဖွင့်ထားတယ် ကြောက်ဖြူစစ်တွေကိုလည်းစစ်မျက်နှာဖွင့်လာတယ်အဲ့တော့ तू ကစစ်မျက်နှာတွေဖွင့်လာတာအများကြီးဖြစ်တယ်အဲ့တော့ဘယ်စစ်မျက်နှာကို तू ကအဓိကရော serious တကယ်တလေးတလေးတယူအလေးအနက်တိုက်ခိုက်နေလဲဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ပြောမယ်အခုစစ်တွေနဲ့ကြောက်ဖြူအဓိကမဲပြီးတော့ကြံတဲ့နေရာတွေအားလုံးကတော့အယောင်ပြတိုက်တယ်လို့ပြောလို့ရပါပြီ။ဘာကြောင့်အယောင်ပြတိုက်တယ်လို့ပြောလို့ရသွားပြီလဲဆိုလို့ရှိရင်အခုကျွန်တော်တို့ကပ္ပစာစေယုံကြီးတွေရှိတဲ့အုတ်ရှိပင်နော်အုတ်ရှိပင်ဒီဘရောင်းဘရောင်းမြို့ဒီနေရာတွေက သူတိုက်ဖို့ကြိုးစားတော့ညာလည်းပဲသူ့ရဲ့စစ်ဦးကကြိုးသွားပြီလို့ပြောလို့ရတယ်။အဲတက်ရဲ့ရွေးချယ်ချက်ခုခံမှုတွေနော်ခုခံဒီနိုင်နေမှုတွေကြောင့်သူ့ရဲ့စစ်ဦးကတော့ကြိုးသလောက်ရှိနေပါပြီ။ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကနည်းနည်းငြိမ့်နေတယ်ပေါ့နော်။ငြိမ့်သွားပြီးတော့မှဒီနေ့မနက်ထိကတော့တိုက်ပွဲလေးတချို့တလေပြန်ပြီးတော့ပြင်းထန်လာတာရှိတယ်။အဲသူတို့လုံရိုးလုံစင်လမ်းစဉ်ကနေပြီးတော့ခွဲထွက်ပြီးတော့အခြားဒီကျွန်တော်တို့စင်ငယ်ပေါ့အဲဒီဘချမ်းကနေပြီးတော့ကာကင်းဘက်ကနေလှည့်ဝင်တာလည်းရှိတယ်။အဲဘချမ်းမှာဒီနေ့ အဲကျွန်တော်ပြောနေတဲ့အချိန်တွေမှာပဲเนาะတိုက်ပွဲကဖြစ်နေတယ်တိုက်ပွဲဖြစ်နေတဲ့အတိုင်းတာမှာကိုဘကစစ်တီအချို့ပြည်သူစစ်အချို့ပေါ့နော်အပေးဆက်ရတာတွေရှိတယ်လစ်အငိုက်ခံရတာပေါ့နော်အဲ့တော့ဒါကတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့အဲသူတို့ဟိုနေနေကျွမ်းကျင်မှုเนาะနေနေကျွမ်းကျင်မှုကြိုတင်ပြင်ဆင်မှုတွေနဲ့တက်ကိုပတ်ပေါင်းဆောင်နေစိတ်ရှော့အောင်လုပ်နေတာပဲဖြစ်တယ်ပေါ့နော်ဂျန်တဲ့နေရာတွေကတော့အဲ့လောက်ထိအဲ့လောက်ထိအဲကြီးကြီးမားမားမရှိဘူး ီဘက်ကဝင်ကြည့်တယ်ဒီဘက်ကဝင်ကြည့်မှာဟိုဘက်ကဝင်ကြည့်တက်ကလည်းနေရာပေါင်းစုံမှာဖြန့်ချက်ပြီးတော့ချောင်းယွန်းလန်းတွေကအစနော်တကယ်ဒီကာကင်းတွေကာကင်းအဆင့်ဆင့်ကညောင်၆လောက်ထိကအဆင့်ဆင့်ခံထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တော့အေးအေးအနေနဲ့ကဘလို့မှမရနိုင်ဘူးဆိုလည်းသူတို့ကောင်းကောင်းသိတယ်မရနိုင်ဘူးဆိုတော့သိတော့ညာလည်းပဲဒီနေရာကိုသူတို့ကဘာကြောင့်မလို့တိုက်ရလဲဆိုဒီနေရာကနေဆက်ပြီးတော့တက်ကအကယ်ရရှေ့ဆက်ထိုးမှသူတို့အရန်ကြောက်နေပုံညာလေအကယ်ရတာပြဒီနေရာနေတက်ကအင်အားစုစည်းမယ်နော်စုပြီးတော့ ရှေ့ဆက်ထိုးမှဟေ့ဆိုရှင်ဘကိုးတိုင်းကြော်ပြီးကျွန်တော်တောင်ကုန်းထီကိုပြန်ပြီးတော့မကြခင်ပြန်သိမ်းနိုင်တဲ့အတိုင်းဒါတွေရှိတယ်။အဲ့ဒီတော့ကြောင့်မလို့ဒီလမ်းကျောကိုသူတို့ရပိတ်နေတာဖြစ်တယ်။အဲ့တော့ပိတ်တဲ့စီစဉ်ကလည်းမအောင်မြင်ဘူး။မအောင်မြင်တဲ့အတွက်ကြောင့်မလို့သူတို့ဂျီမန်ချက်စီအေဂျီမန်ချက်ကလည်းဒီပထမတစ်ချက်ပေါ့ကျွန်တော်တို့ဖယဲသည်အထဲအတွင်းစီကမလုံတဲ့ကိစ္စတွေကြောင့်ကျွန်တော်တို့တောင်ပုံကြီးစခန်းတို့မိုးထီစခန်းတို့နံမျောစရာကောင်းလောက်အောင်ကြာသွားတာတွေရှိတယ်။ဒါပေမဲ့လည်းအခုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟို ခုဆိုရေကြီးပေါ့ရေကြီးအိုင်မှာစစ်ဆင်းနေရရှိတယ်။ဘာကြောင့်မလို့ဒါတွေကြာသွားဆိုတော့တကယ်အတွင်းဖျဲသီးပေါ့နော်လုံလုံပုံလုံးကြီးတွေမဟုတ်တဲ့အတွက်ကြောင့်ဖျဲသီးလို့ပဲပြောလို့ရတယ်ဒါမှမဟုတ်ရှင်ねပိန်းနေသီးပဲပြောမလားဘာသီးပဲပြောပြောပေါ့ဗျာနော်။တခြားတစ်ခုကတော့သူတို့ရဲ့စီမံခန့်ခွဲမှုတွေလှုပ်ဆောင်မှုတွေညံပြင်းမှုတွေကြောင့်အခုဆိုရင်အဲဒီပေါ့စခန်းအစင်းစင်ကကြာခဲ့ရတယ်လေ။အဲဒီတော့ကြောင့်မလို့သူတို့ကိုစစ်ဆေးတာတွေရှိတယ်။အခုဆိုရင်ရှေ့ဆက်ပြီးတော့ကြာလို့များတဲ့ညောင်ကျိုးတို့ခွင်မှာတော့ အေးအေးကရှေ့ရှက်ဆက်ပြီးတော့တိုးလို့မရတဲ့အခြေအနေမျိုးဖြစ်တယ်။ညောင်ကျိုးကတိုးလို့မရတော့တခြားဘက်ချမ်းတိုးတဲ့ချောင်းယိုးလန်းကဆင်းဖို့ကြိုးစားတယ်။ညောင်ချေတော့ဘက်ကနေပြီးတော့လှည့်ဝင်ဖို့ကြိုးစားတယ်။နော်။ဘက်ပေါင်းစုံနဲ့လှည့်ဝင်ဖို့ကြိုးစားနေပြီးတော့တက်ကလည်းဘက်ပေါင်းစုံမှာစခန်းပေါင်းစုံရှိရတဲ့ကြောင့်မလို့ကျွန်တော်တို့ကာဘာဆာစစ်ရုံကြီးအားလုံးဟာလုံခြုံနေစေပါဖြစ်တယ်လို့သူတို့တွေရှေ့ဆက်တိုးလာနိုင်မယ်ဆိုတော့ကျွန်တော်တို့ယုံကြည်မရှိပါဘူး။နော်။ကျွန်တော်ယုံကြည်မရှိသလိုအေးအေးကိုယ်တိုင်လည်းဒီပေါ့ညောင်ကျိုးကိုတိုက်တာက လုံးဝ ယုံကြည်မှုမဲ့နေပြီဆိုတာကိုကျွန်တော်ကြားသိထားရတာပေါ့နော်ယူဆလို့လည်းရတယ်ပို့ဆိုတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့ AA ကညောင်ကျိုးကိုမရတဲ့ခါကျတော့သူတို့စက်မတိုက်တော့ဘူးသူတို့တွေတေးတာလဲတောက်တောက်လဲဖြစ်တယ်အိုးစပစက်တွေတေးနေဖြစ်တဲ့အတွက်ကြောင့်မလို့အညောင်ကျိုးကိုစက်မတိုက်တော့ပဲနဲ့သူတို့ကအခုသူတို့ရဲ့စစ်ဦးကဘဲကိုလှည့်သွားပြီလို့ဆိုလို့ရှိရင်စစ်တွေနဲ့ကြောက်ဖြူကိုလှည့်သွားပြီဖြစ်တယ်ညောင်ကျိုးကိုသူတို့စက်မပို့တော့ဘူးအဲသူတို့ရဲ့ဒီစစ်တပ်ဒီပေါ့နော်အထိုင်တပ်အနေနဲ့ပဲပြောပြောပေါ့စားနပ်ရိတ်ခါပေါ်တဲ့နေရာမှာသူတို့စစ်သားတွေကိုအနာပေးယူထားတယ် နားပေးယူထားပြီးတော့အဲ့ဒီကနေပြီးတော့စစ်တီတွေကိုဆင်းစေတယ်ဆင်းတဲ့စစ်တီဒါဘဲကိုသွားလိုက်ဆိုရင်ပကိုးဘက်ကိုဆင်းမယ်ကြောက်ဖြူကိုဆင်းမယ်စစ်တွေကိုဆင်းမယ်ပြီးရင် ARV ကိုဆင်းမယ်နော် ARV တိုင်းဒီတောင်ချီတွေကိုဆင်းမယ်အဲ့တော့သူတို့ကစစ်မြေပြင်နေအရန်ကိုကျေပြန့်လာတဲ့ပြင်ကိုတက်ကလည်းဒီဘက်ချမ်းမှာကဘလို့မှဟိုဘယ်လိုခေါ်မလဲသူတို့ကအလစ်ငိုက်မပေးဘဲနဲ့ချိန်မုန်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ အဲသူတို့တွေတော်တော်အထိနာနေရရှိတယ်အထိနာဖြစ်တဲ့အတွက်ကြောင့်မသူတို့တဆီရဲ့အတိတ် ကကြီးမန်းချက်ဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူအရာတိုက်မဲ့အစီအစဉ်ကလွဲပြီးတော့ကြံတဲ့ဘက်တွေမှာသူတို့ရဲ့ဒီစစ်အင်အားတွေလျှော့ချမယ်လို့တော့တုံးသက်လို့ရတယ်အဲဒီအတွက်ကြောင့်မို့လို့အခု ARB ဘက်ကိုအခု ARB ဘက်ပြလေးမျက်နာတို့ကျွန်တော်တို့တာပေါင်းတို့နော်အဲအဲ့ဒီကျွန်တော်တို့ဘယ်ဘချမ်းနေဖြစ်အောင်မယ်ဆိုလို့ရှိရင်လေးမျက်နာတာပေါင်းနော်ဟိုဘယ်လိုခေါ်မလဲအဲ့ဘချမ်းနေပေါ့နော်အဲအဲ့ဘချမ်းနေကတော့ သူတို့တွေစင်းလာတယ်စင်းလာပေမဲ့လည်းဒီသူတို့ချင်းတပုံရယ်ရခိုင်တပုံရယ်နော်ရခိုင် AA ပေါ့ AA စစ်သွေးကြောတပုံရယ်ပေါ့ဒီ PDF တွေပေါင်းပြီးတော့လာပင်တော်ညာလည်းပဲအလောင်းထမ်းပြီးပြန်ပြေးရတာပဲများပါတယ်ဆိုတော့အခြေအနေတွေဖြစ်တယ်အဲ့တော့တိတ်ပြီးတော့ကြီးကြီးမားမား ARV ကိုမလုံနိုင်တော့ဘူးလို့ပြောအောင်ပါနော် ARV ကိုကင်လှုပ်ဖို့ကြိုးစားတယ် ARV သားတွေရဲ့တရင်လက်ဦးမှုရမှု နော်စီလုံးမှုအရာဝိသားတွေရဲ့တိုင်း performance ဆိုလို့ရှိရင်နေမြေချစ်မှုကိုပြင်းနေကိုကိုပြင်းနေကိုတိုင်းနော်ကိုရွာအဖြက်စည်းမခံလို့တဲ့စိတ်ဓာတ်တွေကြောင့် AR ကိုသူတို့လာတော့ညားလဲပဲအပြောမလို့ကြာဆုံးများစွာနဲ့ပဲသူတို့ကြာသူတို့ကြာဆုံးနေသူတို့ထမ်းပြီးတော့ပြန်ဆုတ်သွားရတာတွေယူရများပါတယ်အခုချိန်မှာတော့လက်ရှိ AR မှာတော့ AACC အခြေအနေရှိတယ်လို့ကျွန်တော်နေမြေသတင်းတွေကကြားသိရတယ်အဲဒီနေရာမှာထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ အထူးခြားဖြစ်စဉ်လေးတခုတော့ရှိတယ်အဲ့ဒီထူးခြားဖြစ်စဉ်ကအဲဘာလို့ဆိုတော့ရှော့ဖျားအုပ်စုတဲ့နော်ဝကုံးရဘက်မှာဖြစ်တဲ့ကိစ္စမှာအေအေတွေကိုလက်ခံတဲ့ယာအိမ်မူပေါ့နော်အေအေတို့လက်ခံတဲ့ယာအိမ်မူအဲ့ဒီမှာဖမ်းမိတယ်လို့ဖမ်းပြီးရလို့ပြောမှာစစ်ပွဲမှာပေါ့နော်တိုက်ပွဲကအေအေဖြစ်ဖြစ်သွားတဲ့အချိန်မှာတော့ယာအိမ်မူလည်းကြာသူတို့အာထိခိုက်ပြီးတော့တည်ဆုံသွားတာရှိတယ်အေအေလည်းထွက်ပြေးသွားတာရှိတယ်နော်အဲအဲ့ဒီအခြေအနေလေးတွေရောထူးခြားထူးခြားဖြစ်စဉ်အနေနဲ့ပေါ့နော်ရှိခဲ့တယ်နော် အဲ့တော့ပြောမယ်ဆိုရင်ဒီရေကြီးရယ်တာပေါင်းရယ်လေးမျက်နှာအဲ့ဘက်ချမ်းမှာလာတဲ့အေအေတွေကတော့ကံမကောင်းပါဘူးနော်အဲ့ဒီစစ်မျက်နှာမှာလည်းသူတို့ရှစ်ဆက်ပြီးမတိုးနိုင်ဘူးအဲ့တော့ညောင်ကျူဘက်ကိုအလုံးရင်းနဲ့ဝင်တိုက်နေတဲ့ကိစ္စကလည်းညောင်ကျူပေါ့ကျွန်တော်ဒီဒီကအုပ်ရှစ်ပင်ပေါ့နော်အဲ့ဘက်ချမ်းတွေကိုဝင်တိုက်နေတဲ့ဒီအေအေတွေကလည်းကြဆုံးများစွာနဲ့လုံးဝဒီသူတို့ရဲ့စစ်ဦးကဘာမှမခံနိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့ အခုဆိုရင်စစ်တွေနဲ့ကြောက်ဖြူကိုအရာတိုက်နေတာဖြစ်တယ်ကြောက်ဖြူကိုအခုတိုက်နေတာဆိုရှင်ကြောက်ဖြူနဲ့တော်တော်ကြီးကိုအနီးကပ်နေပြီလို့ပြောလို့ရတယ်အခုလက်ရှိအချိန်ထိပေါ့ကျွန်တော်တို့အခုစကားပြောနေတဲ့အချိန်မှာအဲကြောက်ဖြူမှာအခုဆိုရှင်တိုက်ပွဲပြင်းထန်နေပါတယ်နော်စစ်တွေကိုလည်းဒီလိုမျိုးပဲအဲ့တော့စစ်တွေကိုတို့အာယုံစိုက်မှာဖြစ်တယ်စစ်တွေကိုတိုက်ဖို့အတွက်ကအခုဘယ်ကတက်တွေရောက်နေလို့ဆိုရှင် KIA ရယ် TNL ရယ်နော်အဲကျွန်တော်တို့ဒီချင်းတပုံဖြစ်တဲ့ CDF တို့နော်အဲ့ဒီ အုပ်စုတွေကိုသူတို့အကူအညီသွားတောင်းတာပြီဖြစ်တယ်။သွားတောင်းတာပြီးတော့သူတို့ရလုံးနေပြီဖြစ်တယ်။အဲဒီလိုမျိုးပြောတယ်ဒီလိုမျိုးအစီအစဉ်ရင်းနဲ့ပဲကျွန်တော်တို့ပြီးခဲ့နာခခငောင်းကကျွန်တော်တို့မဖြစ်သင့်မဖြစ်ထိုက်တာတွေဖြစ်ခဲ့ရတယ်။အဲနာခခငောင်းသူတို့တိုက်လို့ဘလို့မှမနိုင်တဲ့အဆုံးအဲလိုမျိုးပေါ့ဒီချင်းတပုံတွေရ DNA လေးတို့အဲလိုမျိုးအားလုံးစုပြီးတော့တိုက်တဲ့အခါမှာတော့ဒါနာခခငောင်းကကြသွားရတယ်နော်မနော်။အခုအဲလိုမျိုးမဖြစ်ရလေအောင်စစ်တွေနဲ့ကြောက်ဖြူကိုအဓိကဦးစားပေးအနေနဲ့ကြိုးစားရမှာဖြစ်တယ်။အဲ့တော့ အေးအေးရဲ့စစ်မျက်နှာကကြောက်ဖြူနဲ့စစ်တွေမှာအဓိကမူတည်နေပြီလို့ ပြောလို့ရတယ်ကျွန်တော်တို့ဒီမကွေးဘက်ကိုလာတဲ့ကျွန်တော်တို့ဘလော့ကောမ်နဲ့ကုတ်ကြီးလို့เนาะအဲနောက်ထပ်ဒီမကွေးဘက်တကြောတိုက်နေတဲ့စစ်ကြောအစစ်ကြောင်းကတော့ကျွန်တော်ဒါကိုလည်းအယောင်ပြလို့ပဲကျွန်တော်တို့သုံးသပ်ပါတယ်အဓိကတို့တိုက်ရမှာစစ်တွေနဲ့ကြောက်ဖြူပါအဲ့တော့အယောင်ပြလျောက်လည်းတိုက်နေတယ်လို့အခုအဓိကတိုက်နေနေရလဲအခုဆိုလို့ရှိရင်တို့ရဲ့အင်အားတွေ မဟာမိတ်သူရဲ့မဟာမိတ်ပေါ့မဟာမိတ်စေတရတပုံနဲ့အားလုံးစုပြီးတော့တိုက်နေပြီးတော့ပြောလိုက်ရတယ်အဲ့တော့ဒီနေ့စေရေးသတင်းရအစမယ်ဆိုလို့ရှိရင်တော့အရာဝတီအတာရာပဲလို့ပြောလို့ရပါတယ်နော်အရာဝတီတိုင်းအတာရာပဲလို့ပြောလို့ရတယ်ညောင်ချိုးချင်းနေထိန်းတာတိန်းတာနိုင်စေပါစိတ်ရှုပ်အောင်ပဲလုပ်နိုင်လို့ရပါတယ်နော်ခလုတ်တိုက်လို့ပဲရပါတယ်အပြုတ်တိုက်လို့မရဘူးဆိုတော့အခြေအနေမျိုးကိုညောင်ချိုးကပိုင်ဆိုင်ထားပါတယ်ဒါမဲ့တော့ကြောက်ဖြူကိုဒီနေ့အရာတိုက်နေတာတွေရှိတယ်တော်ပါတော့လည်းပဲ ကြောက်ဖြူတာသူတို့အတွက်အရန်ကိုခက်ခဲအောင်မှာပါနော်ခက်ခဲအောင်မှာပါအဲ့တော့စစ်တွေကလည်းသူတို့အရတိုက်ဖို့ကြိုးစားနေရရှိတယ်အဲ့တော့တက်ကလည်းစစ်တွေနဲ့ပတ်သက်လာလို့ရှိရင်တော့အရန်ကိုဟိုပြတ်သားပါလေနော်ပြတ်သားရက်ဆက်တာကိုတွေ့ရတယ်ကြောက်ဖြူနဲ့ပတ်သက်လာရင်ပြတ်သားရက်ဆက်တာကိုတွေ့ရတယ်အဲ့တော့ကြောင့်မလို့တော့အဲစည်ရည်တည်းနေနဲ့စောင့်ကြည့်ရမယ်နော်စောင့်ကြည့်အကဲခံမှအတိုင်းတားလေးရှိလို့ပြောရမှာပေါ့ဗျာနော်ဟုတ်ပြီဒါကတော့စည်ရည်တည်းမှလက်ရှိအရေးကြီးတဲ့အခြေအနေပေါ့အဲဗမော်အခြေအနေကတော့အားလုံးသိတဲ့အတိုင်းပဲအောင်ပြည့်ချက်တယ်တာတာရရအေးအေးချမ်းချမ်းလို့ မပြောနိုင်တော့ညာလည်းပဲကိုယ့်ဘက်ကအရာရာကိုထိမ့်ချုပ်ထားနိုင်စေပါပဲเนาะအဲ့တော့ဘာမှတိတ်ပြီးတော့ကြီးကြီးမားမားပြီးအထွေထူးကြီးပဲဖြစ်စင်မရှိသေးတဲ့အတွက်ကြောင့်မလို့ဗမော်ကိုကျွန်တော်ဘာမှမပြောနိုင်သေးပါဘူးเนาะပြောဖို့မရှိသေးပါဘူးလို့ပြောရမှာပါအဲ့တော့မတရားဘက်တော့လုံးဝအချင်းနေကောင်းနေပါတယ်ဗျာเนาะမတရားဘက်လုံးဝအချင်းနေကောင်းတယ်လို့အဲ့နောက်ထပ်ကျွန်တော်စီရေးသတင်းရဖြစ်လို့ရှိရင်တောင်ပိုင်းတောင်ပိုင်းဖြစ်တဲ့ကျွန်တော်တဝယ်ဘက်ပေါ့နော်တဝယ်ဘက်ကတော့ကိုယ့်ဘက်ကစစ်တည်တယ်တော်တော်လေးကိုရလက်ကောင်းကောင်းနဲ့ဥဆောင်ထားနိုင်ပါတယ် အဲစီရေးပေါ့စစ်မျက်နှာပြင်နေအားလုံးမှာပေါ့နော်အခုမြန်မာနိုင်ငံလုံးစစ်မျက်နှာပြင်နေအားလုံးမှာတဝယ်ဘက်ကစီရေးချင်နေကောင်းတယ်ဘာကြောင့်လဲဆိုတော့အခုလက်ရှိအချိန်မှာတက်ကအုံပြနေတဲ့ဒီ drone တွေပေါ့ drone တွေတိတ်ကောင်းတယ်ပြပြတသားရင်ဆိုင်တယ်ပြပြတသားချိန်မောင်းတဲ့အတွက်ကြောင့်မို့လို့အဲဘယ်လိုခေါ်မလဲဆိုရှင်တဝယ်မှာတက်ကပန်းပန်လေးရပါပဲပေါ့ဗျာနော်အသိမကြခင်တော့ဖြီတွေကတော့ပေါ်လာမှာပါဘယ်သူကဘယ်သူကိုဘယ်လိုမလုပ်သွားမလဲပေါ့နော်အဲ အဲ့ဒါကြောင့်မလို့ခင်ဗျားတို့လည်းမျောလင့်နေမှာပါခင်ဗျားတို့စေသွေးကြအားပေးတဲ့အုပ်စုတွေလည်းမျောလင့်နေမှာပါခင်ဗျားတို့နိုင်မယ်လို့မျောလင့်နေမှာဖြစ်တယ်ကျွန်တော်တို့ကလည်းအတိုင်းမျိုးချင်းနိုင်ငံကိုချစ်တဲ့အတွက်ကြောင့်မလို့တက်မလို့ရက်တည်နေတယ်တက်မလို့ရက်တည်ရဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တက်မလို့ဆက်လက်ပြီးတော့ဒီဘလိုခေါ်မလဲဆိုတော့ဒီ momentum ပေါ့ဒီဒီအရှိန်အဟုန်ကိုကောင်းကောင်းထိန်းသိမ်းသွားနိုင်မယ်လို့မျောလင့်နေတယ်တက်မလို့နေ့လည်းအခုမြန်မာနိုင်ငံမှာအကျင်းပနေပြီဖြစ်တယ်နော်